အားလုံးပဲမင်္ဂလာပါ Wisdom Wave မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့2024ခုနှစ်စက်တင်ဘာလမှာထုတ်ဝေခဲ့တဲ့ Mito Storoni ရဲ့ Hyper Efficient ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာအုံနောက်ကိုစက်ရည်ရတခုလိုယူဆတတ်ကြပြီးသူ့ကိုအလုပ်ပူလုပ်ခိုင်းလီလီစွမ်းဆောင်ရည်ပူကောင်းလာလီလီလို့ထင်တတ်ကြပါရဲ့။ဒါပေမဲ့အမှန်တရားကတော့လုံးဝကွဲပြားပါရဲ့ ကျွန်တော်ရဲ့အုံနောက်ဟာကွန်ပျူတာလိုစက်ပစ္စည်းမဟုတ်ပါဘူး။စင်ဆက်မပြတ်စွာအင်ကိုအသုံးပြုနေတဲ့တက်ရှိအင်ကအစိတ်အပိုင်းတစ်ခုသာလျင်ဖြစ်ပါလေ။သူ့ရဲ့စွမ်းဆောင်ရည်ကောင်းမကောင်းဟာကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့စိတ်အခြေအနေပေါ်မှာမူတည်ပါတယ်။ဒီစာအုပ်လေးထဲမှာတော့စာရေးသူမီတူစတိုရီကအုံနောက်ရဲ့တဘာဝကိုနားလည်ပြီးအဲ့ဒီအတိုင်းလုံးဆောင်တတ်မယ်ဆိုရင်အာထုံးမှုနည်းနည်းနဲ့ပုံမူကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေ အောင်မြင်မှုတွေကိုရရှိနိုင်ကြအောင်ရှင်းပြထားပါတယ်။ဒီအချက်ကိုစဉ်းစားကြည့်လိုက်ပါ။အုံနောက်ဟာခန္ဓာကိုယ်တစ်ခုလုံးအလေးချိန်ရဲ့ညရာခိုင်နှုန်းပဲရှိပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ဆွဲအင်ရဲ့20ရာခိုင်နှုန်းကိုသုံးစွဲနေပါတယ်။တဏီကုံဘာမှမလုပ်ဘဲထိုင်နေရင်တော့မှအုံနောက်ဟာနောက်ကွယ်မှာစိတ်ကံစားမှုတွေအတွေးတွေစဉ်းစားစရာတွေနဲ့မရေမတွက်နိုင်အောင်ပေးငဲ့တဲ့ဆုံးဖြတ်ချက်တွေကိုလှောက်ဆောင်နေရတဲ့အတွက် အလုံးများနေစေဖြစ်ပါတယ်။ဒါကြောင့်အောင်းနောက်ကိုအမြဲတက်စေတွန်းအားပေးနေခြင်းအနာမပေးခြင်းအလုံးပေါင်းစုံကိုတပြိုင်နက်တည်းလောက်ခိုင်းခြင်းတွေဟာသူ့ရဲ့စွမ်းဆောင်ရည်ကိုတိုးတက်လာစေမဲ့အစားတကယ်တမ်းမှရောကြသွားစေပါတယ်။ဒါဟာဒီနေ့ခေတ်မှာတတိမမှုပဲမှားနေတကြတဲ့အရာတွေပဲဖြစ်ပါတယ်။အလုံးပူလို့ရင်ရလက်ပူရမယ်လို့ယူဆကြကြပါတယ်။ဒါပေမဲ့အုံနောက်ကတော့ ဒီသဘောတရားနဲ့အလုံးလုံးနေတာမဟုတ်ပါဘူး။သူဟာအာယုံခံလွယ်တဲ့အင်္ဂါအစိတ်ပိုင်းတစ်ခုဖြစ်ပါလေ။တဲ့အာယုံစူးစိုက်ရတဲ့အခါတခုခုကို ဖန်တီးဖို့တွေးခေါ်ရတဲ့အခါရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေချဖို့စဉ်းစားရတဲ့အခါမျိုးမှာတင်းရဲ့အာယုံကျော်ဆဲရီဟာပြည့်စစ်ဓာတ်သူအချက်ပြလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့လှုပ်ဆောင်ပါတယ်။ဒီလုပ်ငန်းစဉ်အတွင်းမှာဂလူးကို့စ်နဲ့အောက်ဆီဂျင်တို့ဟာ ြင်းမြစွာလောင်ကျွမ်းသွားတာဖြစ်ပါလေပြင်းပြင်းထန်ထန်အာယုံဆိုင်ပြီးရဲ့နောက်မှာမောပန်းတလို့စိတ်တူတလို့ခံစားရတာဟာပြင်းကြီးရဲ့စိတ်ကြောင့်မဟုတ်ပဲအုံနောက်ဟာ အလုံးလောက်ပြီးတဲ့အခါတဘာဝအတိုင်းပင်မနှွမ်းနေသွားလို့ဖြစ်ပါလေကားအင်ဂျင်တစ်ခုအနားယူဖို့လိုအပ်တယ်လို့မျိုးအုံနောက်အတွက်လည်းခေတ္တခဏရင်နာပေးဖို့လိုအပ်ပါလေအုံနောက်အတွက်အနားယူရဲဆိုတဲ့နေရာမှာအိဆက်ချင်းတစ်ခုတည်းကိုစုလိုတာမဟုတ်ပါဘူး လမ်းလျှောက်တာတချင်းသားထောင်မှာအသက်ပြင်းပြင်းရှူသွင်းရှူထုတ်တာကြတင်ပေါက်ကနေအခင်ငုံငေးကြည့်ရမျိုးတွေဟာအုံနောက်ကိုစွမ်းအင်ပြန့်ထေးဖို့အထောက်အကူဖြူတဲ့အနားယူနီးစနစ်တွေ ဖြစ်ပါတယ်။စာရေးသူကအုံနောက်ရဲ့တဘာဝဟာကြားလိုက်တက်လိုက်နဲ့ဂျင်းလိုင်းတွေလိုအလုံးလုံးတယ်လို့ဆိုပါတယ်။မိနစ်အနည်းငယ်အာယုံစူးစိုက်မှုအမြင့်ဆုံးရောက်ပြီးအနည်းငယ်ကြဆဲသွားတတ်ပါတယ်။ ပြီးရင်ခနာကြတဲ့အခါနောက်တစ်ဖက်အာယုံစူးစိုက်မှုပြည့်မီအကောင်းလာပါတယ်။ဒါကြောင့်သင်ဟာအုံနောက်ရဲ့ရှည်လိုင်းလိုသဘာဝသဘောတရားကိုရည်ယူရှုပြီးအလုံးဆက်လုပ်ဖို့အဆက်မပြတ်အထက်အချက်တွန်းအားပေးနိုင်မယ်ဆိုရင်သင်အုံနောက်ရဲ့ဆွဲဆောင်ရည်ဟာကျဆင်းသွားမှာပါ။သူတေတနာရိအရာအုံနောက်ဟာမိနစ်60တိုင်းမှာသဘာဝဆွဲအင်ကျဆင်းမှုတစ်ခုကိုဖြစ်လေရှိကြောင်းပြသထားပါသည်။ ဒါကြောင့်ကဘာအဆင့်ထိတ်တဲ့အာကစားသမားတွေအိပ်ပန်ပညာရှင်တွေဟာသူတို့ရဲ့အလုံလုံချိန်တွေကိုအုံနောက်ရဲ့ရှင်လိုင်းတဘာဝအပေါ်အခြေခံကအချိန်စရာခွဲဝေတမတ်ထားတာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာနိုင်စင်တဲ့အများလူတွေဟာမနဲ့နိုးလာပြီးချက်ချင်းဖုန်းသုံးပြီးရင်အီးမေးလ်တွေအစီအဝေးတွေချိန်ဆထားတဲ့အလုပ်တွေနဲ့ဇက်တိုက်လုပ်နေကြပါတယ်။ဒါဟာဘာနဲ့တူလဲဆိုရင် တည့်ရဲ့အုံနောက်ဟာအနာမယူပဲမာရသွန်ပြေးပွဲကိုပြင်းနေတယ်လို့ပါပဲ။ညနေပိုင်းရောက်တဲ့အခါခန္ဓာကိုယ်ကျွေးကဂလူကို့စ်ပမာဏတွေကျဆင်းလာပြီးဆုံးဖြတ်ချက်ချနိုင်စွမ်းဝေဝါးကတီထွင်ဖန်တီးနိုင်တဲ့တွေးခေါ်မှုတွေဟာရက်တန့်လို့ညီပါချက်သွားပါတယ်။ဒါဟာတဏီကုံအလုံးများနေတော့လဲတိုးတက်မှုအနေငယ်သာ ရှိနေရခြင်းအလုံးလုံးလီတလောက်ခီးမရောက်ခြင်းရဲ့အကြောင်းတရားပဲဖြစ်ပါလေ။ သင်ဟာမရက်မနာအလုံးလုံးနေပြီမဲ့အုံနောက်ကသူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုမပြသနိုင်ခြင်း false productivity ဖြစ်တယ်လို့စာရေးသူကဆိုပါတယ်။ဒါဆိုရင်ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲ။စာရေးသူပြောပြထားတဲ့ဖြေရှင်းနည်းကတော့အုံနောက်ရဲ့ဇီဝကံမဖြစ်စေ metabolic pattern ကိုနားလည်ထားရမယ်ဆိုတာပါပဲ။အုံနောက်ဟာ အလုံးလုံးဖို့ဆွဲအင်လို့အပ်ပါတယ်။ ုံနောက်အတွက်ဆွမ်းအင်ဆိုတဲ့နေရာမှာနေစဉ်စားသုံးနေတဲ့စားသမှုစနစ်တစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။အောက်ဆီဂျင်၊ရေဓာတ်ပြေဝမှုနဲ့စိတ်ခံစားမှုမျှတခြင်းတွေပါဝင်ပါတယ်။ခန္ဓာကိုယ်ကျွေးမှရေဓာတ်ခံချောင်းနေရင်စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေရှိနေရင်အုံနောက်ဟာအလုံးလုံးရတဲ့အချိန်မှာဆွမ်းအင်ပိုပြီးကုန်ပါတယ်။အလုံးတွင်ကျဲဖို့ခရီးရောက်ဖို့အတွက် အုံနောက်ရဲ့ဆွဲအင်ကိုစနစ်တကျအသုံးပြုနိုင်ဖို့အရေးကြီးပါတယ်။ဥပမာအားဖြင့်မနက်ပိုင်းမှာကော်တီဆောဟော်မုန်းပမာဏမြင့်မားနေတဲ့အတွက်နိုးကြားတက်ကြွမှုကိုမြင့်တင်ပေးပါတယ်။ဒါကြောင့်မနက်ခင်းအချိန်ဟာရုပ်တိပေရာဆာယာနဲ့ခွေးချမ်းစိတ်ဖြာတဲ့အလုပ်တွေအတွက်အကောင်းဆုံးမှာနီးလေပိုင်းရောက်ရင်တော့ဆွဲအင်တွေကတဘာဝအတိုင်းကျဆင်းလာပါတယ်။အဲ့ဒီအချိန်မှာခင်းထက်တဲ့အလုပ်တွေကိုအတင်းအကျပ်ဆက်လုပ်မယ်ဆိုရင် စိတ်ကျက်မှုတွေပဲဖြစ်လာပါလိမ့်မယ်။အဲ့ဒီအစားပေါပေါပပအလုပ်လေးတွေလုပ်မယ်။ခိတကနာအိဆက်အနာယူမယ်ဆိုရင်အုံနောက်ကိုအားကျန်ကြည်လာစီမှာဖြစ်ပါတယ်။အာယုံကျော်သိပ္ပံပညာ neuroscience လေးလာမှုများအရာပြမန်းနှဲနေနေတဲ့အုံနောက်ဟာအတွေးအမြင်နက်နက်နဲနဲစဉ်းစားမဲ့အစားဖြက်လန်နီတွေကိုအတုံးဖြူဖို့နဲ့စိတ်လိုက်မှန်ပါဆုံးဖြတ်ချက်တွေချနှပ်ဖို့တွန်းအားပေးကြောင်းအကောင်းဆုံးဆွမ်းဆောင်ရည်ကိုတော့ ုံနောက်ရဲ့လန်းဆန်းနေတဲ့အချိန်မှသာရရှိနိုင်ကြောင်း တွေးရှိရပါတယ်။စာရေးသူကစစ်မှန်တဲ့ productivity ရဲ့လျှို့ဝှက်ချက်ဟာအချိန်ကိုစီမံခန့်ခွဲတာမဟုတ်ပါဘူး။စွမ်းအင်ကိုစီမံခန့်ခွဲတာဖြစ်ပါတယ်လို့ပြောထားပါတယ်။ဘာကိုဆိုလိုတလဲဆိုတော့တင်းမှာဘယ်နှနာရီအလုံးလုံးဖို့အချိန်ရှိတလဲဆိုတာအဓိကမဟုတ်ပေ။အဲ့ဒီနာရီတွေအတွင်းမှာတင်းအုံနောက်ရဲ့အချိန်ကြီးဘယ်လိုရှိနေတလဲဆိုတာအဓိက ဖြစ်တယ်လို့ပြောချင်တာပါ။ ုံနောက်ရဲ့အချက်ပြမှုတွေဖြစ်တဲ့ပင်မရွနေခြင်းအယုံပြန့်လွင့်ခြင်းတွေကိုတတိပြုပြီးရည်ရွယ်ရှုမထားဘဲအလိုက်တဲ့အပြန့်လဲတုံ့ပြန်ပြီးမယ်ဆိုရင်ရှားလက်တွေလည်းပုံမှုကောင်းမွန်လာပါလိမ့်မယ်။အုံနောက်ကို အတင်းအကျပ်တွန်းအားပေးမယ့်အစားသူ့ကိုထောက်ပံ့ပေးခြင်းဖြင့်စွမ်းရည်ကိုမြင့်တင်ရမှာပါလို့ဆိုပါရည်။လူအများစုကအနာယူခြင်းဟာအချိန်ကျုံးတာလို့ထင်ကြပါပေမဲ့တကယ်တမ်းမှာအနာယူခြင်းက အုံနောက်ကို reset လုပ်ပေးပါတယ်။ဒီအချိန်တွေဟာမသိစိတ်ကအလုံးလုံးနေတဲ့အခိုက်အတန့်တွေပဲဖြစ်ပါတယ်။ဥပမာသင်ဟာပြဿနာတစ်ခုကိုတဏီကုံဖြေရှင်းလို့မရနိုင်ခဲ့တော့လေရေချိုးနေစဉ်ဒါမှမဟုတ်ငန်းလျှောက်နေစမှာရုံတရက်အခေကိုရှားသွားတာမျိုးကြုံခူးကြမှာပါ။အဲ့ဒါဘာကြောင့်လဲဆိုတော့အနားယူလိုက်တဲ့အခါတိအောင်သောဟာမတိစိတ်ကနေပြေတနာရဲ့ဆက်ဆက်မှုတွေကိုပုံဖော်ပြီးအထီရှာပေးနေတာကြောင့်ဖြစ်ပါလေ စိတ်ဖိစီးမှုရှိနေတဲ့အခါအုံနာဟာ survival အဆင့်ကိုရောက်သွားပါတယ်ဆုံးဖြတ်ချက်ချခြင်းနဲ့ဖန်တီးခြင်းကိုလုံးဆောင်တဲ့အုံနောက်ရှိချမ်းအပေါ်ပိုင်းဟာလှုပ်ရှားမှုနည်းသွားပြီးတုံ့ပြန်တာကိုလုံးဆောင်တဲ့အီမီတလာကပူပီးလှုပ်ရှားလာပါတယ်။အဲ့ဒီအခါသင်ဟာတုံ့ပြန်တတ်သူဖြစ်လာပြီးဖန်တီးနိုင်သူခရီတာမဟုတ်တော့ပါဘူး။ဒါကြောင့်စွမ်းဆောင်ရည်မြင့်တဲ့အုံနောက်ကိုရှားဖို့အတွက်စိတ်တည်ငြိမ်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ တရားထိုင်ခြင်းအသက်ပြင်းပြင်းရှုခြင်းစိတ်ကိုတည်ငြိမ်စေတဲ့တခြင်းမျိုးနားထောင်ခြင်းတို့ဟာအုံနောက်ကိုမျှတအောင်ထိမ့်သိမ့်ပေးပြီးစွမ်းအင်ကိုတည်ငြိမ်စေဖို့ကူညီပေးပါတယ်။စာရေးသူကအုံနောက်ရဲ့စွမ်းဆောင်ရည်ဟာစိတ်ပိုင်းဆိုင်ရာအချက်တွေ အပေါ်မှာသာမဟုတ်ပေရုပ်ပိုင်းဆိုင်ရာဇက်မာရည်အပေါ်မှာလည်းမူတည်တယ်လို့အလေးထားပြောကြားထားပါတယ်။အေးမဝချင်းကအုံနောက်ထဲမှာအစိတ်အတောက်ဖြစ်စေတဲ့ပရိုတင်းဓာတ်တွေစုပုံလာစေပြီး အာယုံကျော်ဆဲရီ အချင်းချင်းဆက်တွေ့မှုကို အနာရှက်ဖြစ်စေပါရဲ့အဲ့ဒီအခါစိတ်တို့လွယ်ပြီးစိုးရင်ပူပန်မှုများလာကအာယုံဆိုင်ငိုင်စွမ်းကြဆင်းလာပါရဲ့ဒါကြောင့်နည်းနည်းချက်ချအိပ်ဆက်ခြင်းဟာစိန်ခံဖို့တတ်တတ်မဟုတ်ပါဘူးသာဟာမရှိမဖြစ်လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်ဆိုတာကိုနားလည်သဘောပေါက်ထားမှာပါ။အာဟာရဟာလည်းအနာတုပဲအရေးကြီးပါတယ်။အုံနောက်ဟာ fatty acid, အန်တီအောက်ဆီဒန့်စ်နဲ့ဂလူးကို့စ်တွေကိုလိုအပ်ပါတယ်။ချက်ပြုတ်ကျော်လွန်ထားတဲ့အစာအစာတွေနဲ့တကြားပါတဲ့မုန့်တွေကခဏတာလန်းဆန်းတက်ကြွမှုကိုပေးနိုင်ပေမဲ့နောက်ပိုင်းမှာဆွဲအင်တွေရုတ်တရက်ချက်ဆင်းသွားစေပါတယ်။ညာကျတဲ့စားသောက်မှုပုံစံနဲ့ရီတက်ကေဝမှုကသာအုံနောက်ကအလိုအဆုံဖြစ်တဲ့ energy ဆွဲအင်ကိုပေးဆွဲနိုင်ပါတယ်။ ငေးစေအချိန်တွေကိုတိချစွာဆန်းစစ်ကြည့်မယ်ဆိုရင်တဘာဝအတိုင်းနိုးကြားတက်ကြွနေတဲ့အချိန်အပိုင်းခြောက်တွေနဲ့စိတ်ကထိုင်းမိုင်းနေတဲ့အချိန်အပိုင်းခြောက်တွေကိုတတိပြုမိပါလိမ့်မယ်။ဒါဟာတင်းရဲ့အုံနောက်အလုပ်လုပ်တဲ့စီချက် brandan ပဲဖြစ်ပါတယ်။တိကိတာပညာရှင်တဦးဟာကျူနီမမန်နဲ့ဒူရီယာရီနဲ့ဖြောဖြေရတဲ့အခါတခြင်းကိုပြီးပြည့်စုံအောင်မတီးဆိုနိုင်တယ်လို့ပဲ ုံနာရဲ့တဘာဝစီချက်တွေကိုရည်ရွယ်ရှုမယ်ဆိုရင်တည့်ရဲ့အာယုံစူးဆိုင်နိုင်စွမ်းနဲ့ခံတီးနိုင်စွမ်းတို့ဟာအမြင့်ဆုံးအဆင့်ကို ရောက်ရှိနိုင်မှာမဟုတ်ပါဘူး။စွမ်းဆောင်ရည် efficiency ဆိုတာမော့ပညာမဟုတ်ပါဘူး။ဒါဟာတတိထာစင်ကြမှု awareness ရဲ့ရလဒ်ပဲဖြစ်ပါလေ။ဒါကြောင့်စာရေးသူက အုံနောက်ဟာအမိတ်ပေခန်းစီလိုရတဲ့စက်ပစ္စည်းတစ်ခုမဟုတ်ပါဘူး။ သူရဲ့ random တွေကိုတတိပြုပြီးအလိုက်တစ်ချိန်ညှိပြီးလှုပ်ဆောင်ရတဲ့အရာဖြစ်တဲ့ဒီသဘောတရားကိုနားလည်ရင်သင်ရဲ့စမ်းဆောင်ရည်ဟာပုံမှန်မြင့်မာလာပါလိမ့်မယ်လို့ဆိုထားပါတယ်။နေစဉ်ဘဝမှာလူတိုင်းညီပါပြောနေကြတာက အချိန်တီငွေဆိုတဲ့စကားစုပါ။ဒါပေမဲ့လက်တွေ့မှာတော့စစ်မှန်တဲ့တန်ဖိုးဟာစွမ်းအင်ဖြစ်ပါတယ်။လူတိုင်းမှာ24နာရီရှိကြပေမဲ့အဲ့ဒီနာရီတွေအတွင်းမှာ သစ်မှာဘလောက်လုံးနိုင်နဲ့စွမ်းအင်ရှိတယ်လဲဆိုတဲ့အချက်ကသာဘာတွေကိုဖြင်းမြအောင်လုံးဆောင်မလဲဆိုတာကိုဆုံးဖြတ်ပေးပါတယ်။ဒါဟာ dehyper efficient စာအုပ်ရဲ့အဓိက message ပဲဖြစ်ပါတယ်။ဥပမာ လူနှယောက်ရှိတယ်ဆိုပါစို့အလုံးလုံးချိန်၈နာရီအတူတူရနိုင်ပြီမဲ့ပထမလူကပင်မမီးအာယုံပြန့်လွင့်နေတဲ့အချိန်မှာဒုတိယလူကတော့အာယုံစူးစိုက်မှုရှိနေပါတယ်။ ဒုတိယလူကပကမလူထက်လေးစားပုံများတဲ့အလုပ်ကို လုံးဆောင်နိုင်ပါတယ်။အားကြောင့်လေဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့စွမ်းအင်ကပုံမှုမြင့်မားနေလို့ပါပဲ။အချိန်ကပြောင်းလဲလို့မရပဲသတ်မှတ်ထားပြီးသားအရာပါ။စွမ်းအင်ကသာပြောင်းလဲနိုင်တဲ့အရာဖြစ်ပါတယ်။ဒုတိယတနာရီအရာအုံနောက်ဟာတစ်ချိန်မှာမိနစ်60ကနေ120အထိသာဒီဇိုင်းမမတ်အယုံစိုက်နိုင်ကြောင်းဖော်ပြထားပါတယ်။ အဲ့ဒီနောက်မှာစွမ်းအင်ကျဆင်းပြီးစွမ်းဆောင်ရည်လည်းရောကျသွားပါတယ်။ဒါကြောင့်တနေ့တာမှာအလုတ်ချိန်12နာရီရှိရင်12နာရီလုံးလှုပ်တမျှအဆင်ပြေတာမျိုးမဟုတ်ပေ။တကယ်တမ်းပြင်းပြင်းထန်ထန်လှုပ်ရတဲ့၄နာရီကနေ၅နာရီလောက်သာ အကျိုးရှိရာဖြစ်ပါတယ်။ကြံတဲ့အချိန်တွေကတော့အုံနောက်ကအာယုံစိုက်နိုင်ဖို့အတွက်ပြန်လည်အားဖြည့်တဲ့ recovery time တွေသာဖြစ်ပါတယ်။ စိုင်းအင်ဟာ physical ဆိုင်ရာအလုပ်တွေကြောင့်ကြီးပဲကုန်ခံသွားတာမဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့အလုပ်ပေါင်းစုံတစ်ပြိုင်တည်းလုပ်တဲ့ multitasking တွေအလွန်အကျွံစမ်းစားတဲ့ overthinking တွေကလည်းစိုင်းအင်ကိုကုန်ခံစေပါတယ်။ဒီအရာတွေကအုံနောက်ကိုအာကုန်စေတာပါ။လူအများစုကအချိန်မရှိဘူးလို့ပြောတတ်ကြပါတယ်။ဒါပေမဲ့တကယ်ပြဿနာကအချိန်မဟုတ်ပဲစိုင်းအင်မရှိတာပါ။ အလုံလုံဖို့အနိုင်ပေါင်းများစွာအချိန်ရှိနေပေမဲ့စိတ်ကပင်ပန်းနေတာပြင်းရှိနေတာအာယုံမဆိုင်နိုင်တာမျိုးကြုံဖူးကြမှာပါပင်ပန်းနေတဲ့စိတ်နဲ့ဆိုရင်တဏီကုံလောက်ရမဲ့အလုံမျိုးကိုလန်ဆန်တက်ကြွနေတဲ့စိတ်နဲ့ဆိုရင်နိုင်အနေငယ်အတွင်ပြင်းမြအောင်လှုပ်ဆောင်နိုင်ပါတယ်ကြံရှိစွာစွမ်းအင်ပြေဝဖို့ကတော့အိပ်ဆက်ခြင်းအစားအစာရည်တက်ပြေဝမှုစိတ်ဖြစ်စီမှုခန္ဓာကိုယ်အနေအထားနဲ့ စိတ်ခံစားမှုတွေအပေါ်မှာမူတည်ပါတယ်။ဒီအရာတွေတဲကတခုခုမရှိခဲ့ရင်ဆက်အိမ်ကေဝနေတဲ့အချိန်ကကြာရှည်မခံပါဘူး။ဥပမာအားဖြင့်အိမ်ရေမဝပဲကော်ဖီတောက်ပြီးကိုကိုကိုတွန်းအားပေးလိုက်မယ်ဆိုရင်ခဏတာတွတ်ကြွတလို့ခံစားရပြီးတဲ့နောက်ဆက်အိမ်ရုတ်တရက်ပြန်လဲကျဆဲမှု crash ဖြစ်တာမျိုးပါ။ထိတ်တန်းစွမ်းဆောင်ရည်ပိုင်ရှင်တွေဟာသူတို့ရဲ့တနေ့တာကိုအချိန်အပိုင်းခြားတွေပိုင်ခြားထားပါတယ် ဆွဲအင်အမြင့်ဆုံးအချိန်မှာအဆိုင်ရတဲ့အလုပ်ဒီပွားတွေကိုလှုပ်ဆောင်ပြီးဆွဲအင်ချဆင်သွားတဲ့အချိန်မှာပော့ပါတဲ့အလုပ်တွေကိုလှုပ်ဆောင်ကြပါတယ်။သူတို့ဟာအနားမရှိဘဲစက်တိုက်အလုပ်လုပ်ကြတာမဟုတ်ပါဘူး။သူတို့ရဲ့ဆွဲအင်အကြက်အကြနဲ့ကန့်ညီအောင်လှုပ်ဆောင်တဲ့အတွက်အခြားသူတွေထက်ပိုမိုအောင်မြင်ကြတာဖြစ်ပါတယ်။ဆိုင်အင်ပြေးဝနေတဲ့အချိန်ဟာမနက်ခင်းနီးလယ်နဲ့ညနေခင်းစသဖြင့်လူတအူးနဲ့တအူးမတူညီပါဘူး ဒါကြောင့်သင်ရဲ့ဇက်အင်ပြေဝနေချိန်ကို သိရှိနိုင်ဖို့အုံနောက်ရဲ့တဘာဝစီးချက် random ကိုတတိပြုပြီးအာယုံဆိုင်ရမယ်အရေးကြီးတဲ့အလုပ်တွေကိုမှန်ကန်တဲ့အချိန်မှာလုပ်ရမှာပါဒီလိုလုံးဆောင်ချက်နဲ့ဆိုရင်သင်ရဲ့နေ့စဉ်ဘဝဟာဟန်ချက်ညီလာပါလိမ့်မယ်အားကုန်ခံတယ်လို့ခံစားရမှာမဟုတ်ပေအလုပ်ထဲမှာစီမျောနေရင်လည်းစိတ်ကြေနပ်မှုကိုခံစားရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့တဲဟာအုံနောက်ကိုအတင်းအကျပ်ထုံအားပေးမဲ့အစား ထောက်ပံ့ပေးနေလို့ပဲဖြစ်ပါတယ်။ဒီစာအုပ်မှာစာရေးသူရဲ့ပေးချင်တဲ့ message ကတော့အောင်မြင်မှုဆိုတာဟာတဲ့မှာဘလောက်အချိန်ရှိတယ်လဲဆိုတဲ့အပေါ်မှာအမှုတီတာမဟုတ်ပဲအခိုင်အတန့်အတိုင်းမှာစွမ်းအင်ကိုအုံနောက်အတက်ဘလို့အသုံးချမလဲဆိုတဲ့အပေါ်မှာမူတည်ရဲဆိုတာပဲဖြစ်ပါတယ်။ဖေးရဲ့စွမ်းအင်ပြေဝနေချိန်အတက်အချောက်ကိုနားလဲပြီးလာရောညှိထွေချင်းကြီးလှောက်ဆောင်တဲ့အခါ နိုင်ရိုင်းဟာရှခင်ကထပ်ပူမှုအကျိုးရှိတာပါလိမ့်မယ်။အချိန်ကလူတိုင်းအတွက်တူညီပေမဲ့ဆိုင်းအင်ကိုမှန်ကန်စွာအသုံးပြုခြင်းကတမန်ရှားလက်ကိုထူကယ်တဲ့ရှားလက်အဖြစ်သို့ကြောင်းလဲပေးနိုင်ပါတယ်ဆိုတာကိုတင်ဆက်ရင်းနဲ့ Me Too Storyni ရဲ့ Hyper Efficient ဆိုတဲ့စာအုပ်အနည်းချုပ်ကို အဆုံးသတ်လိုက်ပါတယ်။အဆုံးကြီးလိုက်ပါကြည့်ရှုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲကြော်ရွှင်ချမ်းမြေ့ကြပါစေ။